နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံကဆန္ဒပြပွဲတွေအကြောင်းဖြစ်ပါတယ်ထိုင်းနိုင်ငံဘန်ကောက်မှာတော့ဒီမြို့တော်ဘန်ကောက်မှာပေါ့လေထိုင်းဝင်ကြီးချုပ်ကိုနှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့လူမှုဆန္ဒပြပွဲကြီးကိုစနေနေ့ကလုပ်ခဲ့ကြပါတယ်အဲ့ဒီမှာလူပေါင်းတသောင်းလောက်ပါဝင်ခဲ့ကြတယ်လို့ဒီသတင်းဌာနတွေကခန့်မှန်းကြပါတယ်အခမ်းအနားမှာတော့လက်ရှိဝင်ကြီးချုပ်ပေတုံတန်းရှင်နဝတ်ကိုနှုတ်ထွက်ပေးဖို့အတွက်တောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ်ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟာဟွန်ဆန်နဲ့စကားပြော ြောဆိုတဲ့အခါမှာဒီထိုင်းစစ်တပ်နဲ့အကြီးအကဲတွေကိုဝေဖန်ပြောဆိုတဲ့အတွက်ထိုင်းတွေကဒေါသဖြစ်နေကြတာပါတဆက်သေးမှလည်းဒီလက်ရှိဝင်ကြီးချုပ်ရဲ့အဖေဖြစ်တဲ့ဒီအာသင်ရှင်နဝတ်ကိုလည်းဒီတစ္ဆာဖောက်အဖြစ်ဆွဆွဲထားကြပါရဲ့လူထုဆန္ဒပြပွဲမှာတက်ရောက်ပြီးတော့ပြောကြတဲ့အထဲမှာဆိုရင်အရင်တုန်းကဝင်ကြီးချုပ်သင်ဒီရှင်နဝတ်လက်ထက်မှာအတိုက်ခံလုပ်ခဲ့တဲ့အာရှက်ဝါခေါင်းဆောင်တွေ ပါဝင်တယ်လို့သင်ဘက်က ကတော့ယက်တီနေခဲ့တဲ့ဒီထက်ဆင်ဘက်ကနေပေါ့လေယက်တီခဲ့တဲ့အာရှက်နေခေါင်းဆောင်တချို့လည်းပါပါတယ်ရှက်ဝါခေါင်းဆောင်ကတော့ဒီစစ်တပ်ကတခုခုလုံမယ်ဆိုရင်သူ့အနေနဲ့ကန့်ကွက်မှာမဟုတ်ပေမဲ့ရေရှီမှာတော့နိုင်ငံကိုအရက်သားတွေကပဲအုပ်ချုပ်ရမယ်လို့ပြောသွားပါတယ်မနေ့ပြန်အင်္ဂါနေ့မှာတော့ဝင်းကြီးချုပ်အပေါ်ကျင်းဝင်းနဲ့မညီချောင်းအထက်လွတ်တော်အမတ်တချို့လက်မှတ်ထိုးတိုင်ကြားထားတဲ့ဒီတရားဆွဲဆိုမှုကိုလက်ခံပြီးတော့ကြားနာမယ်မကြားနာဘူးဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဆုံးဖြတ်မှာဖြစ်ပါတယ်။တချိန်တည်းမှာပဲအောက်လွတ်တော်ဥက္ကဋ္ဌကနိုင်ငံရေးပြစ်မှုကျူးလွန်သူတွေအပေါ်လူငယ်ချမ်းသာ권ဥပဒေကိုလက်ခံချဖို့အစိုးရနဲ့ဒီအတိုက်ခံတွေကိုတိုက်တွန်းလိုက်တယ်လို့ဘန်ကောက်ပို့သတင်းစာကဖော်ပြပါတယ်။ဒါမှလည်းအမျိုးသားပြန်လည်တင့်မြတ်ရေးဖြစ်ထုံးမယ်လို့သူကပြောဆိုထားပါတယ်။